ဆရာမကခု grade 11 mathematics matrix မှာပါတဲ့ဆရာမဒီနေ့ဆက်ပြီးရှင်းမဲ့အပိုင်းလေးတွေက5.3 matrix multiplication matrix တွေမြောက်ချင်းကိုလည်းဆက်ရှင်းမယ်5.3ကဆရာမ betwe example တွဲမှာရှင်းပြထားတာက given နဲ့312 1 8y 91 ဖန်းနေ system of equation in x1 x and y ဖိုင်းနေ system of equation system ထဲမှာရှိ x နဲ့ y ကိုရှာပါ hence find x and y x နဲ့ y ကိုလည်းရှာပေးရမယ်ဆိုလိုချင်တာကပေးထားတဲ့ matrix ကိုပေးထားတယ်အဲ့ matrix ကိုတဲ့ equation system ထဲမှာရှိတဲ့ x နဲ့ y နေနဲ့လည်းပြပေးပါတဲ့ x နဲ့ y တန်ဖို့လည်းရှာပေးပါလို့ဆိုလိုတာဖြစ်ပါတယ်ဟုတ်ပြီသူတို့က matrix ပေးထားရင်မင်းတို့ရှေ့မှာပြောထားတယ် matrix ဆိုတာက simultaneous simultaneous equation တစ်ခုကနေ rectangular နဲ့ပြောင်းလိုက်တဲ့ပုံစံလို့ရှေ့မှာပြောထားပြီးသားဆိုလိုချင်တာက matrix ပေးထားရင် equation ပြောင်းလို့ရမယ် equation ပေးထားရင်လည်း matrix ပြောင်းလို့ရမယ် ဆရာမတို့က312 -1 ဆိုပြီးပေးထားတယ် h1 matrix နဲ့မြောက်မယ် equal 91လို့ပေးထားဆရာမတို့က equation ပုံစံပြောင်းမယ်ရှေ့က row နောက်က column ဖြစ်တဲ့အတွက် row နဲ့ column နဲ့မြောက်မယ်31ကို xy နဲ့မြောက်မယ်မြောက်လိုက်တဲ့အခါမှာ3နဲ့ x နဲ့မြောက်တော့ 3x 1နဲ့ y နဲ့မြောက်တော့ y အဲ့နှစ်ခုပေါင်းမယ်လို့ပြောတဲ့အတွက် 3x + y ဟုတ်ပြီ2 -1 ကိုဆရာမတို့က xy နဲ့မြောက်မယ်2နဲ့ x နဲ့မြောက်တော့ 2x -1 နဲ့ y နဲ့မြောက်တော့ -1 ဆိုတော့ဆရာမတို့က 3x + y နဲ့ 2x - y ဆိုပြီးရ equal 9 1ဟုတ်ပြီ equation ပုံစံရင်းမယ်ဖြေမှာ matrix equality ကိုပြောထားပြီ အော်ရာတူမယ်ဒီမှာလဲဆရာမတို့ကရောဂဒုကောလံငါဝမ်ဒီမှာလဲရောဂဒုကောလံငါဝမ်ရှေ့မှာရှိတဲ့အော်ရာနဲ့နောက်မှာရှိတဲ့ matrix ရဲ့အော်ရာနဲ့တူမယ်ဆိုရင် life တဲ့အစဝင်နေခြင်းတူတယ်လို့ပြောထားတာဖြစ်တယ် system တော့ equation စနစ်ဖြစ်တယ် x တွေ y တွေပါတဲ့ equation 3x y 9 2x - y 1ဆိုပြီးအဖြေကိုရမယ် ။ငါတို့အဲ့တော့ equation ဖြည့်ရှင်းနည်းနဲ့အတိုင်းဖြည့်ရှင်းလိုက်မယ် -y နဲ့ +y နဲ့ကြေတော့ 5x က10ဆိုတော့ x က2ရမယ်။ x က2ကိုအစားသွင်းမယ်ဆိုရင် y က3ဆိုပြီးအဖြေကိုရမှာဖြစ်ပါတယ်။ example တွဲကိုကြည့်ခြင်းအပြင်ရှေ့ဆုံးမှာမင်းတို့သင်ခဲ့ပြီးသား equation ပုံစံအနေနဲ့ matrix ပုံစံကို rectangular ring နဲ့ပြောင်းလို့ရတယ်။ matrix ပုံစံကနေလဲ multiplication နှလုံးပါတဲ့ simultaneous equation ပုံစံပြောင်းလို့ရတယ်ဆိုတာကိုသိသွားမှာဖြစ်ပါတယ်။ unit matrix units matrix ဆိုတာဘာလဲအောက်မှာပြောထားတယ် unit matrix or identity matrix i unit matrix လို့လည်းပြောလို့ရတယ် identity matrix ထပ်တူရ matrix လို့ပြောတယ် i နဲ့သတ်မှတ်တယ် is a square matrix heavy တဲ့ရှိတယ် once when the main ဒိုင်ရောက်ကိုနေ main ဒိုင်ရောက်ကိုနေမှာ1ရှိပြီးတော့0 everywhere s ကျန်တဲ့နေရာတိုင်းမှာ0တွေဖြစ်တယ်ဘယ်လို matrix square matrix ဥမာ2 2 matrix 33 matrix 44 matrix main နိုင်ရောက်ကိုနဲ့1ဖြစ်ပြီးတော့ကျန်တဲ့နေရာတွေမှာကအားလုံးကတဲ့0ဖြစ်မယ်ဆိုရင်အဲ့ဒါကို unit matrix လို့လည်းခေါ်တယ် identity matrix i ထပ်တူရ matrix လို့လည်းပြောလို့ရတယ်ဟုတ်ပြီဆရာမတို့က order 2ရှိတဲ့ unit matrix ကိုအိပဲတတ်မှတ်မယ် the unit matrix ဆို order 2 main နိုင်ရောက်ကိုနဲ့က1ရှိတယ်ကျန်တဲ့နေရာတွေက0ပဲဖြစ်တဲ့အတွက်1 0 0 1 Unimatrix or Aura 3 is main naya kone ga 1 1 general matrix niya re ga 0 re phit de so sin ma lo ga 1 0 0 0 1 0 0 0 1 so pi do Aura 3 shi de matrix ko ya ma phit par de if it behave like unity in the real number system real number system နဲ့မှာရှိတာ ਨੇ အတူတူပါပဲတဲ့ if a is a square matrix then i ကို a နဲ့မြောက်မဲ့ a ကို i နဲ့မြောက်မဲ့ identity matrix လို့ပြောတဲ့အတွက် unit matrix လို့ပြောတဲ့အတွက်ဘာပဲရမှာတော့မူလမြောက်ခံရတဲ့ gain i ပဲရတယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ် real number system အတိုင်းမဲ့ i ကို a နဲ့မြောက်မြောက် A ကိုအိုင်နဲ့မြောင်းမြောင်း A ပဲရတယ်ဆိုတာကိုပြောထားတာဖြစ်ပါတယ်ဆိုလိုချင်တာကအိုင်ကိုရှေ့ကထားမြောင်းမြောင်းအိုင်ကိုနောက်ကထားမြောင်းမြောင်းမူလ matrix ဖြစ်တဲ့ A ကိုပဲရတယ်ဆိုတာကိုရှင်းပြထားတာဖြစ်ပါတယ်ဆရာမက A750 ကိုဆက်ပြီးရှင်းပြသွားမှာဖြစ်ပါတယ် matrix a မှာပေးထားတာက k1 0k ဆိုပြီးတော့22 matrix ပေးထားတယ် fine နဲ့ a square ကိုရှာခိုင်းနေတဲ့ a ကျွ ကိုရှာခိုင်းနေ A power 4ကိုရှာခိုင်းနေ AN နဲ့ hence D juice A formula for AN A power N formula ကိုလည်း D juice တွတ်ထုတ်ခိုင်းနေဟွဲတဲ့ N is a positive integer N ရအပေါင်းဂိမ်းပြည့်တွေဖြစ်တယ်ဆိုရင်နဲ့ A power N ရဲ့ formula ကိုလည်းတွတ်ထုတ်ခိုင်းထားတာဖြစ်ပါတယ်ဟုတ်ပြီဆရာမတို့က matrix A ပေးထား A square ကိုလိုချင် A နဲ့ A နဲ့မြောက်မယ်ဆုံးတော့ဆရာမတို့ကပြောပြီးသား matrix တွေမြောက်မယ်ဆိုအလဲက cross တွေ dot တွေထည့်ဆရာမလို့ matrix တွေမြောက်ရင်ခြေက matrix ရဲ့ ကော်လန်နဲ့နောက်ကမက်ထရီရဲ့ရိုးနဲ့တွေ့မြောက်လို့ရတာလို့ပြောတဲ့အတွက် K10K K10K ရှေးကမက်ထရီရဲ့ကော်လန်နောက်ကမက်ထရီရဲ့ရိုးနဲ့တူတယ်မြောက်လို့ရတယ်ဟုတ်ပြီရှေးကရိုးကိုထားမြောက်မယ်နောက်ကကော်လန်ကိုထားမြောက်မှာဖြစ်တဲ့အတွက် K နဲ့ K နဲ့မြောက်ရင် K square 1နဲ့0နဲ့မြောက်ရင်0ဟုတ်ပြီနောက်တစ်ခုက0နဲ့ K နဲ့မြောက်ရင်0 K နဲ့0နဲ့မြောက်ရင်0 0+0 နောက်တစ်ခုက0နဲ့1နဲ့မြောက်ရင်0 k နဲ့ k နဲ့မြောက်ရင် k square 0 plus k square ဆိုပြီးတော့ matrix ရမယ်ရလာတဲ့ matrix ကလည်းရှေ့ matrix ရဲ့ order နဲ့အတူတူပဲ2 2 matrix ပေါင်းလိုက်ရင် k square k နဲ့ k နဲ့ပေါင်းတော့ 2k 0 k square ဟုတ်ပြီဆရာမတို့က a square ပြီးရင် a cube ကိုရှာခိုင်းတယ်ရှေ့ရ a square ကိုသုံးပြီးရှာမယ် a square into a a square ရထတာက k square 2k 0 k square k 1 0k ဆိုဆရာမကရှေ့က row matrix နောက်က column matrix လို့ပြောတဲ့အတွက် ကျမတို့က k square နဲ့ k နဲ့မြောက်ရင် k ကျူးရမယ်။နောက်တစ်ခု 2k နဲ့0နဲ့မြောက်ရင်0ဆိုတော့ကျမတို့ကထည့်ပြီးမရတော့ဘူး။အဲဆိုအဖြေက k ကျူး။နောက်တစ်ခု k square နဲ့1နဲ့မြောက်ရင် k square ရမယ်။ true k နဲ့ k နဲ့မြောက်ရင် true k square မင်းတို့မြောက်ထားတာကိုပေါင်းလို့ရတာလို့ပြောတဲ့အတွက် k square နဲ့ to a square နဲ့ပေါင်းလိုက်ရင် 3k square ရမယ်။ဟုတ်ပြီ။ဆီမားကနောက်ကရှေ့က row matrix နောက်က column matrix လို့ပြောတဲ့အတွက်0နဲ့ k နဲ့မြောက်ရင်0 k square နဲ့0နဲ့မြောက်ရင်လည်း0ဖြစ်တဲ့အတွက်0 0ဆိုရင်0ရ။ရှေ့က row matrix နောက်က column matrix လို့ပြောတဲ့အတွက်0နဲ့1နဲ့မြောက်ရင်0 k square နဲ့ k နဲ့မြောက်ရင် k ကျုဆိုပြီးရပါမယ်။ဆီမားတို့ကအဲ့ဆိုရင်ရလာမယ့်2-2 matrix ဖြစ်တဲ့ A ကျုရဲ့ matrix က K ကျု 3K square 0K ကျုဆိုပြီးရမှာ ဖြစ်ပါတယ်။ A power 4ကိုလိုချင်လဲဆရာမတို့က A ကျုကိုသုံးပြီးတော့ A နဲ့ဆက်မြောက်မယ်။ A ကျုက K ကျု 3K square 0K ကျု K က K1 0K ရှေးကရိုမက်ထရစ်နောက်ကကောလံမက်ထရစ်ဆိုတာကိုမက်ထရစ်တွေမြောက်ရင်မင်းတို့အတည်ပြီးသားဖြစ်တယ်ရှေးကရိုမက်ထရစ်နဲ့နောက်ကကောလံမက်ထရစ်နဲ့မြောက်မယ်ရှေးကမက်ထရစ်ရဲ့ကောလံနဲ့နောက်ကမက်ထရစ်ရဲ့ရိုးနဲ့တူမယ်ဆိုရင်လည်းမြောက်လို့ရတယ်ပြီးရင်မြောက်ထားတဲ့မက်ထရစ်တွေထဲမှာရှိတာတွေကိုလည်းပေါင်းလို့ရတယ်ဆိုတာမက်ထရစ်ရဲ့ဥပဒေသား၃ခုပြောခဲ့ပြီးသားမတို့ကရိုမက်ထရစ်ကဖြစ်တဲ့ k ကျူးနဲ့ k နဲ့မြောက်ရင် k4 3k2 နဲ့0က0ဆိုတော့ရေးမနေတော့ k ကျူးနဲ့1နဲ့မြောက်ရင် ်ခေကျု 3k2 နဲ့ k နဲ့မြောက်ရင် 3k ကျုဆိုတဲ့အတွက် 4k ကျုရမယ်ဆရာမတို့ကနောက်တစ်ခု0နဲ့ k နဲ့မြောက်ရင် 0k ကျုနဲ့0နဲ့မြောက်ရင်0နောက်တစ်ခုက0နဲ့1နဲ့မြောက်ရင် 0k ကျုနဲ့ k နဲ့မြောက်ရင် k4 ဆိုပြီးတော့ a power 4ရဲ့ matrix တန်ဖိုးဖြစ်တဲ့ k4 4k ကျု 0k4 ရမယ်ဟုတ်ပြီကျမတို့ကအဲ့ a2 a3 a power 4ကိုဒီကျုလောက်ပြီးတော့ a power n ရဲ့ formula ကိုထုတ်မယ်မင်းတို့ကကြည့်မယ် a square ဆိုရင်ဒီမှာ k square ရ a square ဆိုရင် 2k ဆိုတော့2 square ဆိုတော့ 2k တလုံးရောဒီမှာဆိုရင် 0k square ဟုတ်ပြီ a ကျုကိုဆက်ကြည့်မယ် a ကျုဆိုရင် k ကျု a ကျုဖြစ်တဲ့အတွက် 3k square 0k ကျုရဟုတ်ပြီ a4 ကိုဆက်ပြီး general ကြည့်မယ် a4 ဆိုတဲ့အတွက် k power 4

ီမှာ4ဆိုရင်4 kg k power kg ဆိုတော့တလုံးရောင်းမယ် n k power n 1 0 k power n ဆိုပြီးတော့ formula ကိုတထုတ်လို့ရသွားမှာဖြစ်ပါတယ်အဲ့ဒီမှာပါဝင်တဲ့ n ရဆိုဝဲ n is a positive integer အပေါင်းကိန်းပြည့်နေဖြစ်တယ်ဆိုတာကိုရှင်းသွားတာဖြစ်ပါတယ် example 63ကိုဆရာမကဆက်ပြီးရှင်းပြထားတာဖြစ်ပါတယ် example 63မှာပေးထားတာက if a equal to 1 2 3 4တဲ့ဖိုင်ရှာမယ် b comma q စသဖြင့် a square equal to p a plus qi ဆိုပြီးတော့ a square နဲ့ matrix a ကို b နဲ့မြောက်ထားတာနဲ့ matrix i ကို q နဲ့မြောက်ထားတာပေါင်းခြင်းနဲ့ညီမယ်ဆိုရင် p နဲ့ q ကိုရှာပါတဲ့ကျွန်တော်တို့ကဒါရင်နောက်ကအရေးပေးထားချက်ကြီးပါအေးပေးထားချက်ကိုသုံးပြီးတော့ p နဲ့ q တန်ဖို့ကိုရှာမှာဖြစ်ပါတယ်ကျွန်တော်တို့က a square a နဲ့ a နဲ့မြောက်တာရေးမယ် p a ဆိုတာက scalar p နဲ့ matrix a နဲ့မြောက်မယ် q matrix i matrix i မှာဆရာမတို့မှာကြည့်လိုက်မင်းတို့သုံးနေတဲ့ matrix တွေပေးထားတဲ့ matrix တွေက order 2ရှိတဲ့ matrix ဖြစ်တဲ့အတွက် unit matrix i ကိုသုံးမယ်ဆရာမတို့က unit matrix က main တိုင်းရောက်ကုန်တွေက1ဖြစ်ပြီးကျန်တဲ့ဟာတွေက0ဖြစ်တဲ့2 2 matrix ကိုသုံးလိုက်မယ်ဆရာမတို့ကရှေ့က row နောက်က column ဖြစ်တဲ့အတွက်မြောက်လိုက်မယ်ဆိုရင်1နဲ့1နဲ့မြောက်တော့1 2နဲ့3နဲ့မြောက်တော့6ရှေ့က row နောက်က column ဖြစ်တဲ့အတွက်2 4နဲ့ပြန်8 3နဲ့1နဲ့မြောက်တော့ 3 4နဲ့3နဲ့မြောက်တော့12ဟုတ်ပြီ3နဲ့2နဲ့မြောက်တော့6 4နဲ့4နဲ့မြောက်တော့16 equal PO အတွင်းမှာရှိတဲ့ matrix ရဲ့အတွင်းမှာရှိတဲ့ entry အသီးသီးကိုဝင်ပြောက်လိုက်မယ်ဆိုရင် B 2B 3B 4B ဆိုပြီးရဂျူနဲ့ဝင်ပြောက်လိုက်မယ်ဂျူ1နဲ့မြောက်တော့0 0ဂျူဆိုပြီးတော့ရမယ် ။ဟိုဆီမတို့ကရှေ့က matrix တွေရဲ့ပေါင်းခြင်းတွေကိုမြောက်ထားတဲ့ပေါင်းခြင်းတွေကိုဖြည့်ရှင်းမယ်။1 6ဆိုတော့7 2 8ဆိုတော့10 3 12ဆိုတော့15 6 16ဆိုတော့22ဒီမှာလဲ matrix နှစ်ခုပေါင်းမယ်အရှိမ matrix ရဲ့ equality တွေကိုပြောပြီးသားပေါင်းတဲ့အခါမှာ matrix ရဲ့ order တွေဒီမှာပေါင်းလို့ရမယ်။ life ဖက်တဲ့အစုဝင်တွေချင်းပေါင်းမယ်လို့ပြောထားတာဖြစ်တဲ့အတွက် p+q 2b 0ဆိုတော့ 2b 3b 0ဆိုတော့ 3b 4b 2ဟုတ်ပြီ matrix ရဲ့ equality ကိုထပ်ပြီးပြန်သုံးမယ် matrix ရဲ့ order တွေတူမယ်ဆိုရင်သူ့ရဲ့ life တဲ့အစဝင်နေချင်းတူတယ်လို့ပြောတာဖြစ်တဲ့အတွက် b 2က7 2b က10 3b က15 4b 2က22ဟုတ်ပြီ 2p ကလည်း10ဆိုတော့ p က5ရမယ် 3p က50ဆိုရင်လည်း p က5ရမယ် ်ကျွန်တော်တို့ကရထားတဲ့ P5 ကိုအစားသွင်းပြီးတော့စိုက်တဲ့ equation မှာသွင်းတွက်လိုက်မယ်ဆိုရင်ကျူတန်ဘိုး2ဆိုပြီးသူလိုချင်တဲ့ P နဲ့ကျူရဲ့တန်ဘိုးကိုရှားပေးထားတာဖြစ်ပါတယ်ဆမက example 70ကိုဆက်ပြီးရှင်းပြမှာဖြစ်ပါတယ် find the two matrix of the found two matrix matrix နှစ်ခုရဲ့ မက်ထရစ်နှစ်ခုရှာပေးရမယ် other form ပုံစံရှိရဲ့ a စီကွယ်တူ h101 ပုံစံရှိတဲ့မက်ထရစ်နှစ်ခုရှာပေးမယ်စသက် a စကွဲ equal to i ဖြစ်တဲ့အခါမှာဆိုရင်တဲ့ a equal to h101 ဆိုတဲ့ပုံစံလေးရှိတဲ့ matrix နှစ်ခုကိုရှာပေးပါလို့ပြောထားတာဖြစ်ပါတယ် ဟုတ်ပြီဆရာမက h2 ဆိုတော့ h နဲ့ h နဲ့မြောက်မယ် matrix ရဲ့ order တူတဲ့အတွက်ရှေ့က matrix ရဲ့ column နဲ့နောက်က matrix ရဲ့ row နဲ့တူလို့မြောက်လို့ရမယ်ရှေ့က row ကိုထားမြောက်မယ်နောက်က column နဲ့မြောက်မယ်ဆိုတဲ့အတွက်မင်းတို့ရှေ့မှာမြောက်တဲ့နည်းတွေပြောခဲ့ပြီးသားအဲ့ဆိုဆရာမတို့ကရမှာက h2 h+y 0y2 ဆိုပြီးရမယ် ပုံစံပေးထားချက်က a2 equal to i လို့ပြောထားတယ် a2 equal to i ဒီဘက်က matrix တွေတွန်းလိုက်မယ်ဆိုရင် matrix တွန်းလိုက်မယ်ဆို a2 x + y 0 y2 အဲဆိုဆီမတို့က i ကိုလည်း identity unit matrix ဖြစ်တဲ့ matrix ပုံစံတွန်းလိုက်မယ်2 2 matrix တွန်းမှရမှာပေါ့ရှေ့က order တွေက2 2ဖြစ်တဲ့အတွက်နောက်ကတွန်းမဲ့ matrix ကိုလည်း2 2ယူသုံးမယ်မင်းတို့မှာ main နိုင်ရာကုန်တွေက1ကျန်တဲ့ဥစ္စာတွေက0လို့ပြောတဲ့အတွက်1 0 0 1ကိုယူသုံးလိုက် အဲ့ဆိုမင်းတို့က equality of matrix ရရှေ့ရ matrix ရ order နဲ့နောက်က matrix ရ order နဲ့တူမယ်တူမယ်ဆိုရင် life ဖက်တဲ့အစုဝင်နေချင်းတူတယ်ဆိုတော့ကိုယူသုံးလို့ရတယ်လို့ပြောထားတယ်။အဲ့ဆို x2 က1တဲ့ယူသုံးလိုက် x + y က0တဲ့ y2 က1တဲ့အဲ့ဆိုဆရာမတို့က x က plus or minus 1ဖြစ်မယ်ဆိုရင် y က minus x y = plus or minus 1 ။ဆိုလိုချင်တာက x plus y 0ဖြစ်ဖို့ဆိုရင်ね x ရဲ့တန်ဖိုးက1ဖြစ်မယ်ဆိုရင် y ရဲ့တန်ဖိုးက -1 ဖြစ်မှာ0ကိုရမှာဖြစ်ပါတယ်။အားကြောင့်မို့ y equal to -x လို့ပြောထားတာပါ။အဲဆို y equal to -x အရာ x က1ဆိုရင် y က -1 or x က -1 ဆိုရင် y က1ဆိုပြီးမင်းတို့ရှေ့မှာဖြစ်ရှင်းခဲ့တဲ့နည်းတွေအတိုင်းရမှာဖြစ်ပါတယ်။သူလိုချင်တဲ့ require two matrix are x equal to a1 0 y ပုံစံလေးဖြစ်အောင်ပြပါလို့ပြောတဲ့အတွက် p x က1ဆိုရင်1 1 0 y က -1 and x က -1 ဆိုရင် y က1ဖြစ်တဲ့အတွက် -1 1 0 1ဆိုပြီးတော့သူလိုချင်တဲ့ matrix နှစ်ခုကိုရမှာဖြစ်ပါတယ်။ဆရာမက exercise 5.4မှာရှိတဲ့ပုံစံလေးကိုဆက်ပြီးတော့ရှင်းလင်းတွက်ပြမှာဖြစ်ပါတယ်။နံပါတ်30 show that the matrix a တဲ့ show that ပြသွား the matrix a r ဆိုရင် matrix a r ဘာကြီးပေးထားလဲ233 32ဆိုတဲ့22 matrix aura 2ရှိရဲ့ matrix ကိုပေးထားတယ် အဲ့ order တို့ရှိတဲ့ matrix ကြီးက satisfying the equation နဲ့ a square minus 4a minus 5i equal to 0ကို ပြည့်လဲတယ်ဆိုတာကိုတဲ့ချိုးသက်တက်တည်ပြခိုင်းတယ်တတိယအဖြစ် a square minus 4a minus 5i က matrix a ကိုသွင်းစသုံးပြီးတွက်လိုက်မယ်ဆိုရင်0ဖြစ်တယ်ဆိုတာကိုအပြခိုင်းတာဖြစ်ပါတယ်ချိုးသက်ကဆိုချိုးသက်ဖြစ်တဲ့အတွက်မင်းတို့က a square minus 4a minus 5i equal to 0ကိုတန်းသုံးလို့မရဘူး a square ရှာမယ် minus 4a ရှာမယ် minus 5i ရှာမယ်ရှင်းလိုက်ရင်0ရမှချိုးသက်ဖြစ်ပြီးသားချိုးသက်ကိုပြပြီးသားဖြစ်ပါမယ်ဆိုဆရာမတို့က matrix a ကိုရေးမယ်ပေးထားတဲ့ matrix a က2 3 3 2 a square ကိုလိုချင်ရှေ့မှာပြောခဲ့ပြီးသား a နဲ့ a နဲ့မြောက်မယ်ရှေ့က row နောက်က column နဲ့မြောက်မှာဖြစ်တဲ့အတွက် row နဲ့ column နဲ့မြောက်တော့2နဲ့2နဲ့မြောက်တော့4 3နဲ့3နဲ့မြောက်တော့9 4 9ရှေ့က row column နဲ့မြောက်တော့2 3 6 3 2ဆိုတော့6 6 6 ပြီးရင်3 2နဲ့2 3နဲ့မြောက်မယ်3နဲ့2နဲ့မြောက်တော့6 2နဲ့3နဲ့မြောက်တော့6 6 6 3 2နဲ့3 2နဲ့မြောက်မယ်ဆိုရင်9 4ဆိုတော့4 9အဲဆိုမင်းတို့ကရသွားမယ်30 12 30ဆိုပြီးရသွားမယ်4 a 4A ကိုရှာမယ် matrix A ကို scalar 4နဲ့မြောက်မှာဖြစ်တဲ့အတွက်4ဆိုပြီးလိုက်ဖက်တဲ့စုကိုအကုန်လုံးမြောက်လိုက်တော့8 12 8ဆိုပြီးရမယ် 5i အင်္ဂိုအော်ရာတို့ရှိတဲ့ matrix သုံးမယ် main နိုင်ငံကုန်တဲ့အကောင့်1အားသားတွေက0လို့ပြောထားတာဖြစ်တဲ့အတွက်5 1 0 0 1ဝင်မြောက်လိုက်မယ်ဆိုတော့5 0 0 5လို့ရသူပြည်လဲကျတဲ့ equation ကြီးကိုချရေးလိုက်မယ် a square 4a 5i မင်းတို့က matrix မှာအနှုတ်သုံးလို့လည်းရတယ်အပေါင်းတွေပြောင်းပြီးမှသုံးလို့ရတယ်ဆီယမ်မားကတော့တစ်ခါတည်းပဲတန်းသုံးထားတယ်အစားသွင်းလိုက်မယ်သူရှာထားတဲ့ a square က13 12 13 8128-5005 matrix တွေကိုပေါင်းတာဖြစ်ဖြစ်နှုတ်တာဖြစ်ဖြစ်သုံးခုစလုံးတစ်ပြိုင်နက်ထဲရှင်းလို့မရဘူးရှေ့ကနှစ်ခုပဲရှင်းမယ်30နဲ့8နဲ့ရှင်းရင်5 12နဲ့12နဲ့မျှရင်12 minus 12ဆိုတော့0 12 minus 12ဆိုတော့0 30 minus 8ဆိုတော့5 minus နောက်ကဟာက မဖြစ်ရှင်းရသေးတဲ့အတွက်ပြန်ရင်း5005ကျွန်တော်တို့က matrix 5005 minus 5005ဆိုတော့ right bracket အစုဝင်နေချင်းဖြစ်ရှင်းလိုက်မယ်ဆို5 minus 5က0 0 minus 0ကလည်း0 0 0ကလည်း0 5 5ကလည်း0 0ဆိုပြီးတော့ပြည်လဲသွားမှာဖြစ်ပါတယ်။သူလိုချင်တဲ့ရှုသက်ကြီးကို a² - 4a - 5i 0ရတာနဲ့တပြိုင်တည်း matrix a ကတဲ့ပြည်လဲတယ်ဆိုတာကိုသက်သေပြပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ဟုတ်ပြီ။ number 40ကိုဆရာမကဆက်ပြီးရှင်းထားတယ်။ number 40မှာじゃရှေ့ကအပုံနဲ့မတူဘူးတဲ့။ given that matrix d ပေးထားတယ်2 3 2 1 and that d square minus 3d minus ki equal to 0တဲ့ညီပြီးသားပေးထားတယ် find the values of k matrix d လည်းပေးထားတယ် d square 3d ki 0လည်းပေးထားတယ်အဲ့ရနေ k တန်ဖို့ကိုရှာခိုင်းတယ်ကျမတို့က matrix d ပေးထားရင် d square လိုချင်တာဖြစ်တဲ့အတွက် d နဲ့ d နဲ့မြောက်မယ်လို့ပြောထားတယ်ရှေ့မှာမြောက်တဲ့နည်းတွေပြောပြီးသားရှေ့က row နဲ့နောက်က column နဲ့မြောက်မယ်နောက်တစ်ခုကရှေ့က matrix ရဲ့ column နဲ့နောက်က matrix ရဲ့ row နဲ့တူရင်မြောက်လို့ရတာလို့ပြောတဲ့အတွက်မြောက်တာတွေကပြောပြီးသားဖြစ်တဲ့အတွက်ဆရာမက10 9 6 7ဆိုပြီးတော့ရရပါတယ် d square ရဲ့အဖြေက ်3 3 3 D ကို scalar 3နဲ့မြောက်လိုက်မယ်အစုဝင်နေတိုင်းကို3နဲ့ဝင်မြောက်တော့မင်းတို့ရဲ့အဖြေက6 9 3ဆိုပြီးအဖြေကိုရပါမယ် KI မင်းတို့ရဲ့ matrix က order 2ရှိတဲ့22 matrix ဖြစ်တဲ့အတွက်မင်းတို့သုံးမဲ့ unit matrix IR ဆိုရင်လည်း order 2ရှိတဲ့1001ကိုသုံးမယ် K နဲ့ဝင်မြောက်လိုက်တော့ K00K ဆိုပြီးရမယ်ပုံစံမှာနောက်တစ်ခုက D လဲပေးထားတယ် D square minus 3D minus KI equal to 0လဲပေးထားတယ်အဲဆိုမင်းတို့က ဒီ square ရှာထားတဲ့10 minus နဲ့ minus 60ပြင် minus 3 d ရှာထားတဲ့မင်းတို့က6 minus 9 minus 3 minus k 0 0 k ဒီမှာ matrix တွေသုံးလိုက်တာဖြစ်တဲ့အတွက်0နေရာမှာဆိုလဲ zero matrix ကိုယူသုံးမယ် order တို့ရှိတဲ့ zero matrix ကိုယူသုံးတော့000 000ဒီနေရာမှာမင်းတို့ကမပြောင်းမဲနဲ့ matrix ပုံစံမပြောင်းမဲနဲ့သုံးထိုင်မင်းတို့ဒီနေရာမှာစပြီးတော့အမှတ်ကလုံးဝမရတော့ပါဘူးအောက်ကို down arrow ဆင်းပြီးတော့အမှတ်ပေးမှာမဟုတ်ပါဘူးဒီနေရာမှာအထက်တေးသေးချာချာဂယူစိုက်ပါအပေါ်က zero နေရာမှာ order တို့ရှိတဲ့ zero matrix ကိုထည့်ရမယ်ဆိုတော့ကိုတေးချာဂယူစိုက်မှာရပါမယ် matrix တွေ၃ခုကတပြိုင်တည်းထည့်ပေါင်းလို့နှုတ်လို့မရတယ်ဆင်မတို့ကရှေ့ကနှစ်ခုကိုရှင်းမယ်10 6ဆိုတော့ 4 minus 9 0 0 minus 6 minus 6 0 6 0 7 minus 3 0 4 minus k 0 0 k ဆိုပြီးရမယ် equal to 0 0 0 0 matrix ရကျွန်တော်တို့ကအဲ့ဒါဆိုရှေ့ကနှစ်ခုကိုနှုတ်မယ်4 minus k 0နဲ့0နဲ့နှုတ်တော့0 0နဲ့0နဲ့နှုတ်တော့0 4 minus k equal to 0 0 0 0ဆိုပြီးရမယ် ချင်းမှာပြောထားတဲ့ equality ရဲ့ matrix ရ matrix တွေ order တူရင်သူ့ရဲ့ matrix တွေမှာပါဝင်တဲ့ life တဲ့အစုအနေချင်းတူတာဖြစ်တဲ့အတွက်4 minus k ကလည်း0ဒီ4 minus k ကလည်း0စမကတခုပဲရေးမယ်ထို့ကြောင့်4 minus k equal to 0မင်းတို့လိုချင်တဲ့ k တန်ဖိုးက4ဆိုပြီးတော့အဖြေကိုရမှာဖြစ်ပါတယ်